အားလုံးပဲမင်္ဂလာပါရှင်အဲခုဖတ်ပြချင်တာကတော့ကံကောင်းဆုံးပုဂ္ဂိုလ်များဆိုတဲ့ဩဝါဒစကားလေးပေါ့နော်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဩဝါဒစကားလေးဖတ်ပြပေးရစီရှင်တို့တွေအင်မတန်ကံကောင်းကြလို့ပဲဘုရားဟောတော်မူတဲ့စကားတွေဆရာကောင်းတမားကောင်းတွေနဲ့တွေ့ရကြုံရသိကြရတာအကြောင်းအကျိုးနားလည်ကြရတာ တာမညမအောင်မိကြနဲ့နည်း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 တိတဲ့ပုံကောက"သူတိတယ်လို့တိပါစေ"ဆိုတဲ့စေတနာနဲ့တိုက်တွန်းတဲ့ကိစ္စဖြစ်တယ်။ပြောပြတဲ့ပုံကောက်ကလည်းသူ့ပါရမီနဲ့တူလာပြီလို့ပြောပြနိုင်တယ်။လေးလေးစားစားလိုက်နာအားထုတ်ကြတဲ့။ဒါတော့မိုးကုတ်စရာတော့ပြန်ကြည့်ရဲ။အဲကောင်းကောင်းဆုံးပုံကောက်များဆိုလေဟောလာစကားလေးဖြစ်ပါလေပေါ့နော်။ အဲ့တော့မိတ်ဆွေတို့ကလည်းပဲကံကောင်းဆုံးပုံကူလေးဖြစ်ကြပါရဲ့အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေအဲပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုပြန်လည်နာကြားခွင့်ရတယ်အဲဆရာတော်ဆရာတော်ကြီးတွေတော့နော်ဆရာကောင်းသမားကောင်းတွေရှိတဲ့အတွက်ကြောင့်လည်းကျမတို့ဟာအင်မတန်မှအဲအကျိုးကျေးဇူးများလာတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမတို့ဟာဆိုရင်မြတ်စွာဘုရားဟောတော်မူတဲ့တရားတော်တွေနော် တော့တန်ခါတော့ရှင်သူမြတ်ရေဟောကြားဖို့ဟောကြားပြသပေးတယ်ဘုရားဓမ္မတွေနားကြားရတယ်ပြီးတော့ဆရာကောင်းဓမ္မကောင်းတွေရေတုန်တင်ဆုံးမမှုတွေကိုရရှိကြတယ်ပေါ့နော်အဲအကြောင်းမို့စေတနာမြတ်တာထားပြီးတော့အာပြန်လည်းမျှဝေတဲ့အဲအတိပညာအတတ်ပညာဤပညာတွေကိုလေးလေးစားစားနဲ့လိုက်နာအထောက်ကြပါပေါ့နော် မိတ်ဆွေတို့ရောကျွန်မတို့ပါဆိုလို့ရှိရင်အားလုံးအားလုံးပါဆိုလို့ရှိရင်အဲဒီလူပုံဘွားမှာရောက်ရှိလာတဲ့ဒီကောင်းတဲ့အလုပ်တွေလုပ်ခွင့်ရတာဆိုရင်တကယ်ကိုပဲအကန့်အကောင်းဆုံးပုဂ္ဂိုလ်များဖြစ်ကြပါလိမ့်ရှင်အလုံးအကံကောင်းဆုံးလူသားများဖြစ်ကြပါလေ။အဲရှေ့ဆက်လည်းပဲအကံကောင်းဖို့အတွက်ကနော်အဲဒီတရားဒေသနာတော်တွေနဲ့ညီလိုက်နာကျင့်သုံးပြီးတော့မှအဲကောင်းတာတွေလုပ်ကောင်းတာတွေပြောပြီးတော့မ အဲကောင်းတာတွေတွေးပြီးရောမှာပေါ့နော်ကောင်းတာတွေအမြဲတမ်းလုံဆောင်နိုင်ကြပါစေကောင်းဆုံးလူသားများလည်းဆက်လက်ဖြစ်နိုင်ကြပါစေပေါ့နော်ကောင်းဆုံးမြင့်တဲ့မြင့်နဲ့အဲနေရာတွေကိုလည်းပဲရောက်ရှိခံစားနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်